တထုံမျိုးနယ်တွင်မိုင်းခွဲဖြစ်စည်းခံထားရတဲ့ယထာလမ်းမိုင်းအားနေရောညပါပြင်ဆင်မှုများလှုပ်ဆောင်နေတဲ့အတွက်ကြောင့်မော်လမြိုင်ရှမ်းကုန်းမော်လမြိုင်ယထာခီးစင်များမေလ28ရက်နေ့မှာပြန်လည်ပြေးဆဲသွားနိုင်မှာဖြစ်ကြောင်းမော်လမြိုင်ဘူတာကြီးနဲ့ဤဆက်သူများထံမှသိရပါသည်။ပြီးခဲ့တဲ့မေလ25ရက်နေ့နနက်8နာရီကပေါင်မျိုးနယ်တဲဖြူကုန်းဘူတာမှပဲခူးတိုင်းတောင်ကုန်းဘူတာသို့ထွက်ခွာလာတဲ့လမ်းခင်းကြောင့်များတင်ဆောင်လာတဲ့စက်ကောင်းအမှန် DF 1303အပါဝင်တွဲ16တွဲပါဝင်တဲ့ယထာအမှတ်689အစုံကြောက်တင်ကုန်ယထာဟာနက်နက်9နိုင်ခွဲခန့်မှာတထုံမျိုးနဲ့မိုးကောင်းကျေးရွာအုပ်စုကလီကျုံကျေးရွာအနီးရန်ကုန်မလမြိုင်ယထာလန်ဒုံဝဘူတာနဲ့တိန်စိဘူတာကြောင့်ယထာမိုင်းတိုင်းအမှတ်123မြင်းဆောင်23နဲ့123မြင်းဆောင်24ကြားမှာမိုင်းထောင်ဖောက်ခွဲဖြစ်စီခံခဲ့ရခြင်းဖြစ်ပါတယ် အဲ့ဒီလိုမိုင်းခွဲဖျက်ဆီးခံခဲ့ရတဲ့ယထာလမ်းမိုင်းတွေလမ်းချုံမှုများဖြစ်ပွားခဲ့တဲ့ကြောက်တင်ကုံယထာအတွက်များအောင်ယထာလမ်းပေါ်ပြန်တင်နိုင်ရန်အင်ဂျင်နီယာများကျွမ်းကျင်ဝင်နှများသက်ဆိုင်ရာတာဝန်ရှိသူများနဲ့နေရောညပါပြည်လဲပြုပြင်မှုများလှုပ်ဆောင်နေကြကြောင်းမလမြိုင်ဘူတော်ကြီးနဲ့ဤသူတို့အုပ်ကပြောကြားပါတယ်၎င်းကဆက်လက်ပြီး ကနအုပ်ကတော့မေလ29ရက်နေ့မှာမော်လမြိုင်ရန်ကုန်မော်လမြိုင်ယထာခီးစင်တွေပြည်လဲပြေးဆွဲသွားနိုင်ဖို့ရှိပေမဲ့ယထာလဲပြပြမှုကိုနေရောညပါလှုပ်ဆောင်နေကြလို့အခုအခါမှာတော့မေလ28ရက်နေ့ကစပြီးတော့ယထာခီးစင်တွေပြည်လဲပြေးဆွဲပြေးနေတော့မှာဖြစ်တယ်လို့သိရပါတယ်လို့ပြောကြပါတယ်။မေလ28ရက်နေ့မှာမော်လမြိုင်ဘူတာကြီးမှရန်ကုန်ဘူတာကြီးတို့ထွက်ခွာမိအမှတ်80နှစ်အစုံယထာအားရိုးရိုးအေးအေးအားယထာတွေဆိုင်နဲ့ပြေးဆွဲသွားမှာဖြစ်ကြောင်းနေအဲ့ဒီအတွက်ကြောင့်မေလ28ရက်နေ့မှာစတင်ကမော်လမြိုင် မြိုင်ဘူတာကြီးရှိလက်မှတ်ရုံမှာကြိုတင်လက်မှတ်များရောင်းချပေးနေပြီဖြစ်ကြောင်းလည်း၎င်းကဆိုပါတယ်။အဆိုပါမိုင်းခွဲဖျက်ဆီးခံထားရတဲ့ကြောက်တင်ကုန်ရထားရဲ့မိုင်းခံတွဲတွဲမှန်၄မြင်းဆောင်၅မြင်းဆောင်၆မြင်းဆောင်ခနစ်တို့မှာလမ်းချော်ခဲ့ပြီးနားနေတွဲနဲ့တွဲမှတ်ရှိမှာ တိန်ဆောင်ကြောင်းနေဒါအပြင်ယထာတန်လန်ဘေးညာပေးနှရာခန့်ပြတ်ထွက်သွားကြောင်းမရမြန်ဘူတာကြီးမှတာဝန်ရှိသူများရဲ့ပြောကြားချက်အရသိရပါသည်။